လွတ်တော်ကိုယ်စားလှယ်လောင်းစည်းရင်ပေးသွင်းရမယ့်ရက်တိုးပေးဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တောင်းဆိုချက်ကိုရွေးကောက်ပွဲကော်မရှင်ကပယ်ချလိုက်တဲ့အကြောင်းဇူလိုင်လ22ရက်နေ့ကပြောကြားခဲ့ပါတယ်ဒေါက်ခင်မင်းစောသတင်းပေးပို့ထားပါတယ်ရှင်။တရားရေးကောက်ပွဲကော်မရှင်ကိုလွတ်တော်ကိုယ်စားလှယ်အမည်စည်းရင်ပေးပို့ရမယ့်ရက်ဟာနှီးကပ်နေတာကြောင့်ရက်တိုးပေးဖို့တောင်းဆိုထားတာကိုရွေးကောက်ပွဲလုပ်ရမယ့်အချိန်လွတ်တော်သတင်းအချိန်တွေနဲ့အချိန်ကိုက်ဖြစ်နေတဲ့အတွက်ရက်တိုးပေးလို့မရတော့ဘူးလို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောတာပါ။လွတ်တော်ကိုယ်စားလှယ်လောင်းနော် တင်းနေရဲ့ဇူလိုင်လ20ရက်နေ့တိုက်ခိုင်းနေဩဂုတ်လ10ရက်เนาะအချမ်းမြင်ပြောမယ်ဆိုရင်တော့เนาะ20ရက်ကနေ10ရက်10လဆိုပြောရင်တော့ရက်ပေါင်း20ရပါတယ်เนาะအဲ့တော့ယုံယုံဘရက6ရက်ဖြစ်နေပြီးတော့ယုံဖွဲက14ရက်အလုံးရက်ပေါင်း20ဖြစ်ပါတယ်ဒုတိယကြိမ်လွတ်တော်တက်တန်းချိမနိုင်အောင်အတွက်တက်တန်းမကုန်ရင်ရက်ပေါင်း90တင်းမှာเนาะ90တင်းမှာဒီကောက်ပွဲချိမပေးရမယ်ဥပဒေအရဆိုထားတယ် ဟာသူပြောသလို3လလာရွှေပေးလိုက်လို့ရှင်ဒုတိယတက်တန်းကျွန်တော်တို့တက်တန်းကုန်နေကြမှာဒုတိယတက်တန်းဆအမယ်သဘောဖြစ်တဲ့ခါကျတော့ဒါလုံးဝမဖြစ်နိုင်ဘူးလုံးမဖြစ်နိုင်တဲ့ကြောင့်ဒါလည်းကျွန်တော်ညှိလိုက်ပါတယ်ပြည်သူရွေးကောက်ပွဲကော်မရှင်က တက်မှတ်ပေးထားတဲ့အချိန်ကာလအတွင်းကိုတလဲလောင်းအမည်စင်းတင်သွင်းဖို့အလွန်ခက်ခဲနေတဲ့အတွက်နောက်ထပ်ဆယ်ရက်ထပ်တိုးတက်မှတ်ပေးဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဇူလိုင်လ20ရက်နေ့ရည်ကြွယ်နဲ့တောင်းဆိုခဲ့တာပါ မြန်မာတနိုင်ငံလိုရွေးကောက်ပွဲကိုနိုဝင်ဘာလ10ရက်နေ့မှာကျင်းပမယ်လို့ကြေညာထားပြီးမဲဆယ်ခွင့်ကိုရပ်ပေါင်း60တက်မှတ်ပေးထားပါတယ်။ပြည်သူ့ရွေးကောက်ပွဲကော်မရှင်အနေနဲ့တင်းတင်းလာတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုစီစီပြီးမဲတန်တန်နယ်မြေလိုက်ရှင်ပြိုင်မဲ့လွတ်တော်မျိုးစားတွေနဲ့ထောက်ပြန်ကြေညာပေးပြီးရခါလွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့စက်တင်ဘာလ10ရက်နေ့ကနေစတင်ပြီးတရားဝင်မဲဆယ်တဲ့လုပ်ငန်းစဉ်တွေကိုပြုလုပ်နိုင်ပါမယ်။ မဲပေးဖို့အတွက်မဲတင်းမပါသူတွေအနေနဲ့လည်းလာမယ့်အောက်ကုလကုံလောက်မှာနှစ်ပတ်ကြာထုတ်ပြန်မယ်အပြီးတဲ့မဲတင်းမှာဖြည့်ဆည်းနိုင်ကြောင်းလည်းပြောပါရယ်။ဒါပြင်ရေကောက်ပွဲမဲပေးနေချိန်မှာတပီလုံးအတွက်အချိန်နဲ့ညီတဲ့တင်းထုတ်ပြန်နိုင်ဖို့မီဒီယာစင်တာတခုပြုလုပ်ဖို့ကိုလည်းစီစဉ်ထားကြောင်းရေကောက်ပွဲကော်မရှင်ကပြောပါရယ်။ဒီမှာခင်မင်းဆိုပါရှင်။